အင်းစိတ်မှာကားနဲ့တိုက်ပြီးစေယုံပိုးကြည့်အောင်ဆောင်လို့အမိုက်ပုံမှာတော်ပြစ်တာခံခဲ့ရတဲ့မျိုးသမီးဒီတရင်ကောင်းစင်တက်လာတာနဲ့ဖက်ပြီးရုတ်တရက်မှင်သက်သွားခဲ့မိကြမှာအမှန်ပါပဲဟုတ်ပါတယ်ဒီမူကြီးဟာအော်တိုဘာလ25ရက်နေ့မနက်3နာရီဝန်းကျင်အချိန်လောက်ကအင်းစိတ်မျိုးနဲ့ကမြင်ဆောင်ခါရက်ွက်ဘေးနောက်လမ်းမှာပေါ်ရှူဝါနှစ်လမ်းထိပ်မှာဖြစ်ပွားခဲ့တာပါကားတိုက်ခံရတဲ့အမျိုးသမီးဟာအသက်33နှစ်အရွယ်တက်လက်ပိုင်းအမျိုးသမီးတစ်ယောက်ဖြစ်ပြီး အမျိုးသမီးကိုတိုက်သွားခဲ့တဲ့ကားက light truck အမျိုးအစားယင်ဖြစ်ကယင်တိုက်မှုဖြစ်ဖြစ်ပြီးချိန်မှာယင်မောင်းကဆေးရုံလိုက်ပို့ပေးမယ်ဆိုပြီးအမျိုးသမီးကိုကားနဲ့တင်သွားခဲ့တယ်လို့သိရပါဗျ။ဒေတာကလူမှုကူညီရေးအသင်းကလူတွေကိုဖုံးဆက်ပြီးအကူအညီတောင်းခဲ့ကြတဲ့အချိန်မှာမနက်3:28မိနစ်လောက်မှစပြီးအကူအညီတောင်းခဲ့ကြတာဖြစ်ပါတယ်။မနက်ပိုင်းသတင်းအရလို့ကျွန်တော်တို့ကသွားကူတာဟိုကိုရောက်တော့ဘယ်သူမှမရှိတော့ဘူး။ အနီးနားအလုံးစုံကြီးဦးလေးကြီးတွေကိုမေးကြည့်တော့တိုက်တဲ့ကားနဲ့စေယုံကိုခေါ်သွားတယ်ဆိုလို့အင်းစင်စေယုံကိုလိုက်ကြည့်တော့လေလူနာရောက်မလာဘူးလို့ပြောတာနဲ့ကျွန်တော်တို့လည်းပြန်လာတာမနေ့ကတော့မှကနောင်အတင်းကအကိုကလှမ်းပြောမှတည်ရတယ်ဆိုပြီးဒီကိစ္စနဲ့ပတ်သက်ပြီးကိုကြီးဆောင်ရပေးခဲ့သူတယောက်ကပြောပြပါဗျာအဲ့ဒီနောက်ပိုင်းမှာတော့ရှူပီတာဆက်မှုစုံလေးမှာလာပြီးဆွန့်ပစ်သွားခဲ့တဲ့တဲ့ရင်ကတက်လာတော့တာပါပဲအခုဒီဗီဒီယိုလေးမှာတော့ဥပဒေကိုလက်တလုံးကြားလှည့်စားပြီး ရန်ကတောင်းကျမ်းနေကြတဲ့ရန်ကကကာသမားတွေအကြောင်းအလားတူဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်ပြည်သူလူထုရဲ့တုံ့ပြန်မှုစာရာတွေကိုနိုင်နိုင်ချွတ်ချွတ်ရှာဖွေလေ့လာတင်ဆက်ပေးသွားပါမယ်။အားလုံးပဲမင်္ဂလာပါ။မိတ်ဆွေတို့ခုတီရှုခန်းစားနာတော်တာဆင်နေကြတာကတော့ဗမီမီဒီယာဘတ်စ်ကတင်ဆက်ပေးနေတဲ့ဗီဒီယိုကွန်တန့်လေးပဲဖြစ်ပါတယ်။ရှင်းလင်းချက်မြေကြပါစေရှင်။ဒီကားတိုက်မှုဖြစ်စဉ်ဟာအော်တိုဘာလ29ရက်နေ့မနက်3:00နာရီအချိန်မှာဖြစ်ခဲ့ပြီး ကျက်ခဲ့ပြီးချိန်မှာရင်မောင်းဖြစ်သူနဲ့စပယ်ယာနှစ်ယောက်သာအမျိုးသမီးကိုကားပေါ်ချီတင်ပြီးစေယုံပို့ဆောင်ပေးမယ်လို့အကြောင်းပြကခန္ဓာကိုယ်ကိုကားပေါ်တင်ဆောင်ခေါ်သွားခဲ့ကြပါတယ်။ရင်တမ်းမှုဖြစ်တဲ့အချိန်မှာအမျိုးသမီးဟာခေါင်းတစ်ခုလုံးတွေးချင်းချင်းရမ်းနေပြီးခြေထောက်အောက်ပိုင်းဟာလည်းပုံပြက်ပန်းပြက်ဖြစ်လို့ခက်တက်တဲ့ပဲညှိနေတယ်။အခြေအနေမကောင်းတဲ့ပုံပေါက်နေခဲ့တယ်လို့ဆိုကြပါတယ်။အစပိုင်းမှာတော့ရင်မောင်းနဲ့စပယ်ယာတို့ဟာကားတိုက်ခံရတဲ့အမျိုးသမီးကိုကြည့်ပြီးထိတ်လန့်တုန်လှုပ်နေခဲ့ကြပါတယ်။ ဒေသခံတယောက်ကပရဟိတအသင်းတစ်ခုကိုအကူအညီပေးဖို့အတွက်ဖုန်းဆက်ပြီးအကူအညီလှမ်းတောင်းခံတဲ့ဖုန်းပြောတဲ့ကိုကြားတဲ့အခါမှာကာသမာကအချိန်ဆွဲနေလို့မဖြစ်ဘူးငါတို့စေးုံတော့ပို့ပေးမှဖြစ်မယ်လို့ပြောပြီးအလောင်းကိုကားပေါ်တင်ခေါ်သွားခဲ့ကြတာပါကြည်ရတာမနဲ့အစောကြီးအချိန်ဆိုတော့မျက်မြင်သက်သေတာမရှိဘူးဆိုရင်ကာသမာနဲ့စပယ်ယာနှစ်ယောက်စလုံးဒီတိုင်းမောင်းပြေးသွားနိုင်တယ်ကျွန်တော်တို့ကမနဲ့အလှရှိရာနဲ့ဆုံးထားချက်နေကြတာမို့သားဒီလူတွေတောင်းအယူမဲ့ပုံစံဖမ်းပြီးကားတိုက်ခံရတဲ့သူကိုကားပေါ်ခေါ်တင်သွားခဲ့တာ ။နောက်ပြီးဘရာဟိဒအတင်ကရောက်လာမယ်ဆိုရင်ဒီကောင်နဲ့အလွဲတကူမထွက်ပြေးနိုင်ကြတော့ဘူးလေ။ဆိုပြီးအဆိုပါဖြစ်စဉ်ကိုမျက်မြင်ကိုတွေ့ကြုံခဲ့ရတဲ့ဒေသခံတယောက်ကပြောပြပါဗါး။အခင်းဖြစ်ပေါ်တဲ့နေရာကိုဘရာဟိဒအတင်းကလူတွေရောက်သွားခဲ့တဲ့ခါမှာတော့အတိုက်ခံရသူအမျိုးသမီးဟာတိုက်ခဲတဲ့ကားကစေယုံကိုခေါ်သွားပြီဖြစ်တဲ့အကြောင်းကိုသိခဲ့ရပြီးအင်းစင်စေယုံကိုလိုက်သွားလို့စုံစမ်းကြည့်တဲ့ခါမှာတော့အမျိုးသမီးဟာစေယုံကိုရောက်မလာခဲ့တဲ့အကြောင်းကိုသိခဲ့ရတာပါ။ အဲ့နောက်မနက်6နာရီအချိန်မှာတော့ရှိပီတာစက်မှုဆောင်ကအမိုက်ပုံပေးမှာမျက်နှာနဲ့ခြေထောက်နေရာမှာတွေးရည်နဲ့ပြင်းနေတဲ့အမျိုးသမီးတစ်ယောက်လဲနေတာကိုရက်ွက်နေထိုင်သူတွေကတွေ့ပြီးလူမှုကူညီရေးအသင်းတွေကိုဖုန်းဆက်ကြောင်းကြခဲ့တာကနေအင်းစင်စင်ရုံအရေးပေါ်ဌာနကိုပို့ဆောင်ပေးခဲ့ကြပါတယ်။ဒီတော့မှမနက်3နာရီလောက်ကကားတိုက်မှုဖြစ်စဉ်နဲ့ဆက်ဆက်မိပြီးအမျိုးသမီးကိုဝန်တိုက်ခဲ့တဲ့ကာသမားနဲ့စပယ်ယာနှစ်ယောက်သားဟာစေယုံပို့ပေးမယ်လို့လိမ်လည်ပြောခဲ့ကြပြီးတေပီထင်တဲ့ရှိပီတာစက်မှုဆောင်အမိုက်ပုံမှာလာပြစ်သွားခဲ့ကြတာဖြစ်နိုင်ကြောင်း အုပ်ချုပ်ရေးနဲ့နှီးဆက်တဲ့တရင်ရင်းမြစ်ကဆိုပါတယ်။မြင်းမြင့်တက်တီတယောက်ကလည်းအတော်လေးရုံမှာအောက်တန်းကြတာ။အင်းစိန်မှာကားနဲ့တိုက်တာ။ဆေးရုံမဖို့ပဲရွှေပြည်သားစမှုဆောင်ကအမိုက်ပုံမှာလာပြစ်သွားတာ။ကောင်မလေးကမျက်နှာနဲ့ခြေထောက်မှာသွေးတွေအများကြီးပဲ။မတည်လို့တော်သေးတယ်။ရက်ကွက်ကပရဟိတအဖွဲ့စည်းတွေကိုဖုံးဆက်ပြီးအင်းစိန်ဆေးရုံကိုပို့လိုက်တယ်။ဆိုပြီးပြပြခဲ့ပါတယ်။လိုက်လံကူညီပေးခဲ့သူတယောက်ကလည်းအတိုက်ခံရသူအမျိုးသမီးက33နှစ်အရွယ်လောက်တော့ရှိပြီလောလောဆယ်တော့ဆေးရုံမှာတတိယလာပြီပေါ့စကားတော့မပြောနိုင်သေးဘူး ကျွန်တော်တို့လည်းစုံစမ်းရသလောက်နေရဲလိပ်စာကိုတွားမိကြည့်တော့လေမနေတော့တာကြာပြီဆိုပြီးတရားတယ်။သူတတိကောင်းကောင်းရတော့မှမေးကြည့်ပြီးထက်စုံစမ်းပေးရမယ့်အခြေအနေပေါ့။ဟူလိုက်လံကူညီပေးသူတယောက်ကပြောကြသည်။ရှင်နိုင်ခင်ရတဲ့အမျိုးသမီးဟာဥကောင်းပေါက်ပြဲဒဏ်ရာတွေခြေတလုံးကျိုးဒဏ်ရာတွေအဆရှိတဲ့ဒဏ်ရာများစွာရရှိထားခဲ့ပါဗါး။အဲ့ဒီနောက်ကာတက်ခင်ရသူအမျိုးသမီးရဲ့ပြပြချက်အရာ ကားတိုက်ခံရသူအမျိုးသမီးဟာမယန်းကုန်းမြို့နယ်မှာနေထိုင်တဲ့အဘဦးမောင်ဝင်းရဲ့သမီးဖြစ်သူအသက်33နှစ်အရွယ်မက်ခင်လင်းနယ်ဆိုသူဖြစ်ပြီးသူမကိုတိုက်သွားတဲ့ကားဟာဘရင်တော်ကနေရှီပီတာဘက်ကိုမောင်းလာတဲ့ကားဖြစ်တဲ့အကြောင်းကိုတက်တစ်ခံခဲ့ပါဗျ။ဘရင်တော်ကနေရှီပီတာဘက်ကိုမောင်းလာတဲ့ light truck ကားကဗရောက်လန်းထိပ်မှာတိုက်တာကားနံပါတ်က YGN5 HB 1709ဆိုတော့ရှီပီတာမျိုးကကားပါဒီလိုလောက်ရမျိုးကိုဖမ်းဖို့လိုတယ်ဆိုပြီးလမ်းကြောင်းနားတဲ့သူတယောက်ကရှင်းပြခဲ့ကြောင်းကိုကြားသိခဲ့ရပါသေးတယ် အခုနှစ်ကာလအတွင်းမှာကားနဲ့တက်ပြီးမောင်းပြတဲ့အမှုတွေကတိတိကျကျကိုများလို့လာနေခဲ့ပါတယ်။ဒီမှုတွေထဲမှာအထင်ရှားဆုံးကလက်တလောအော်တိုဘားလ18ရက်နေ့ကဖြစ်သွားခဲ့တာကလည်းစင်တူရိုးမမှုပါပဲ။အဲဒီမှုဟာမန္တလေးမြို့ပသိမ်ကြီးမြို့အဝင်းစကောလန်းပေါ်မှာဖြစ်ပွားခဲ့သူတဦးဖြစ်ပြီး AC စလွန်ကားတစ်စီးဟာဆိုင်ကယ်စီးလာတဲ့အမျိုးသမီးကိုအရှိန်နဲ့ဝန်တိုက်ခဲ့တာပါ။ဝန်တိုက်တိုက်ပြီးချိန်မှာကားအရှင်ကိုလျှော်လို့အတိုက်ခံရသူကိုစင်ကြီးကူညီပေးခဲ့တာမျိုးမရှိဘဲဆက်ပြီးအရှိန်နဲ့မောင်းပြေးသွားခဲ့ပါဗျ။ ဖြစ်ချင်တော့ဆိုင်ကနေတိုက်ခိုက်ရသူအမျိုးသမီးဟာတိုက်သွားတဲ့ကားအောက်မှာပဲညက်ပါလို့သွားခဲ့ရှာပါတယ်။အဲဒီနောက်မှာတော့လူရှိတဲ့နေရာကိုရောက်တဲ့အခါမှာကားအောက်ညက်ပါလာတဲ့အမျိုးသမီးကိုဖြုတ်ယူပြီးကားနောက်ဖုံးထဲထည့်သွားခဲ့လို့ခက်လန်းလန်းလန်းပေးမှာထပ်ပြီးဆုံးပစ်ခဲ့တဲ့အကြောင်းကိုသိခဲ့ရပါတယ်။ အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးနယ်မြေကလူမှုကယ်ဆယ်ရေးအသင်းတစ်ခုဖြစ်တဲ့လမ်းတော်ရှင်နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်းမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ကမီးစလိုက်တွေနဲ့လိုက်လံရှာဖွေပေးခဲ့ကြပြီးသွေးစားတွေနောက်ခြေအကောက်လိုအနာဂတ်လူတွေကိုလိုက်လံစုံစမ်းကြည့်တဲ့အခါမှာတော့တိုက်ပြေးတဲ့ကားဟာအဆုတ်ဆေးရုံနားမှာခဏရပ်ကြည့်ပြီးအောက်မှာလူပါလာမန်တီးတဲ့အခါလူလက်ပိုင်းရွယ်နှစ်ယောက်ကားထဲကထွက်လာပြီးအတိုက်ခံရတဲ့အမျိုးသမီးခန္ဓာကိုယ်ကိုကားအရှိတ်ဘက်ခြမ်းကနေဆွဲထုတ်ခဲ့ကြတယ် အဲ့ဒီနောက်ကားနာဖုံးထဲမှာထည့်လို့ကံကောက်အထည်ချုပ်ဆေးဦးနာမှာတေးပြီးအထင်းနဲ့ပြစ်သွားခဲ့ကြောင်းသိရပါဗျ။ကားနဲ့ညံ့ပါသွားသူအမျိုးသမီးကိုပြန်လည်တွေ့ရှိခဲ့တဲ့နေရာကအခင်းဖြစ်ပွားတဲ့နေရာနဲ့နှစ်မိုင်အကွာဝေးမှာရှိတာဖြစ်ပြီးဒီကိုယ်လုံးရဲစရာမရှိအောင်ဆုတ်ပြတ်တက်နေခဲ့ပေမဲ့အသက်မြင့်မြင့်ရှိနေပါသေးတယ်။အနာကမြင့်မြင့်တက်တွေကအရန်ကိုရရဆက်ဆက်ဖြစ်သွားခဲ့တာ။ ။အော်ဖို့အချိန်တော့မရလိုက်ဘူး။တိုက်မိပြီးအောက်ဆင်းကြီးခဲ့ရင်တော့အခုလိုဒရိုတိုက်ကြီးကားနဲ့ပါသွားမှာမဟုတ်ဘူး။ကားတိုက်ခံရတဲ့ဒဏ်ရာထက်ဒရိုတိုက်ပါသွားတဲ့ဒဏ်ရာကြောင့်အခုလောက်ရရဆက်ဆက်ဖြစ်သွားခဲ့တာ။ဘလောက်တောင်သွေးပြက်နာကျင်ပြီးကြောင်းနေကြရမလဲဆိုတာမှန်းဆလို့တော့မရဘူးစိတ်ထင်ရတွေကြောင့်ဒီတက်တက်ဆိုင်ကယ်တော်စီးရပါတော့မလားစသဖြင့်ပြောပြခဲ့ကြပါတယ်ဒီမှုနဲ့ပတ်သက်ပြီးတိုက်သွားခဲ့တဲ့ Toyota မတူးမျိုးစားဖြူရောင်ကားနံပါတ် 3J 1013ရဲ့ရင်မောင်းသူဟာဒီနီးပါးတစ်ဝိုက်မှာမကြာခဏသွာလာနေတတ်သူဖြစ်ပြီး မူယူတောက်စားနေတဲ့ပုံတွေကိုတိတော်မှတင်ပြီးမကြခနာကြောဝပြလိရှိရလို့ဆိုကြပါဗျ။ဒါပေမဲ့လည်းအခုလက်ရှိအချိန်ထိဒီတန်ရတရားခံကိုဖန်ဆီးရမိကြောင်းစစ်ဆေးကြောင်းတရင်တွေပေါ်ထွက်လို့မလာခဲ့သေးပါဘူး။ ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့ကလည်းလှိုင်းသားရအနောက်ပိုင်းမြို့နယ်အနောက်ပိုင်းတက္ကသိုလ် တပည့်ချန်နာမှာအသက်40အရွယ်အမျိုးသားတအုပ်ကိုရင်တိုက်ခံရပြီးရင်မောင်းသမားကကိုင်းတော်ထဲမှာလွှတ်ပစ်ခဲ့တာကြောင့်ပရာယူတာအဖွဲ့ကကဲတင်ခဲ့ပေမဲ့လည်းတည်ဆုံသွားခဲ့တဲ့ဖြစ်စဉ်ရှိခဲ့တယ်လို့အော်တိုဘာလ9ရက်ကလည်းလှိုင်းသားရအရှိပိုင်းမြို့နယ်မှာစက်မှုဆောင်လုံခြုံရေးဝန်ထမ်းတယောက်ကိုကားတိုက်ပြီးရင်ပိုင်ရှင်ကစစ်ရုံပို့ပေးမယ်လို့ဆိုကလှိုင်းသားရတရားရုံးနာကမြတ်တော်ထဲမှာလွှတ်ပစ်ခဲ့တဲ့ဖြစ်စဉ်ကတရားခံရင်မောင်းကိုအခုလက်ရှိအချိန်ထိဖမ်းမမိသေးပါဘူး မိတ်ဆွေတို့ကဒီမှုနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ။ဘာမီမီဒီယာဗတ်စ်ပါ။